င်္ဂလာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ3ရက်တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMC သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါရှမ်းမြောက်မှာစစ်တပ်နဲ့တအန်းသက် TNL ကြားအပြည့်ရက်ပြီးတဲ့နောက်စစ်ကုမရှင်ကရခိုင်ဒေသကိုလေကြောင်းနဲ့ထိုးစစ်ဆင်မှုအရှိန်မြင့်လိုက်ပါတဲ့ အရခတ်သက်တော်အီအီကစစ်ကွန်မရှင်တပ်ဖွဲ့တွေဟာရှမ်းမြောက်ဒေသမှာအပြည့်ရက်ပြီးနောက်ပိုင်းရခိုင်ပြည်သူတွေကိုအဓိကပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်တင်လာတယ်လို့ထုတ်ပြန်လိုက်ပါတယ်အေအေရဲ့တုံသက်ချက်အရာလက်ရှိအခြေဟာစစ်ကိုမရှင်အတွက်ရခိုင်တပြည်လုံးကြီးပါလက်လူဆိုးရှုံးဖို့လက်တကန်အလူကိုရောက်နေပြီဖြစ်ပါတယ် စစ်ကောင်မရှင်ဟာရှမ်းမြောက်မှာစစ်စင်ရင်နေမြင့်ကျင်းသွားတာကိုအခွင့်ကောင်းယူပြီးရခိုင်ပြည်ထဲထိုးစစ်ကိုမြစ်လိုက်တဲ့အပြင်ရခိုင်ရိုးမာနယ်ထိစပ်နေတဲ့ပဲခူးမကွေးအေယာဝတီတိုင်းတို့အပြင်အေအေလှောက်ရှားတဲ့နေရာတချို့မှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကဆိုပါတယ်ဒီရဲ့ပိုင်းအတွင်းစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားထိခိုက်မှုတွေတိတိကျကျမြင့်တက်လာခဲ့ပါတယ်။ အော်တိုဘာ30ရက်တရက်ထဲမှာပဲစစ်သွေးရတိတာပုံနှကျုံစရဲမြို့နယ်၅ခုမှာအရက်သား၈ရောက်တည်ဆုပ်ပြီး22ရောက်ထဲရခဲ့ပါတယ်။အော်တိုဘာ30ရက်မှာလည်းပုံနှကျုံကပန်းနီလာရွာကိုဘုံကျဲလို့အရက်သား၄ရောက်ထပ်ပြီးတည်ဆုပ်ခဲ့ရပါတယ်။ အေအေကဒီလိုစတင်ကြောင်းဖုံးကြီးကြောင်းနဲ့လူနေထူထပ်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာဟာစီးရဲစဝမှုဖြစ်ပြီးစစ်ရှုံးနေတာကိုဖုံးကွယ်ဖို့အပြစ်မဲ့ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတာပဲဖြစ်တယ်လို့ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ဒါကြောင့်အေအေကရခိုင်ပြည်သူတွေကိုစစ်ကောမရှင်တပ်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုရန်ကို အရင်ကထက်ပိုတတိထားကြဖို့ထုတ်ပြန်တိုက်တွန်းထားပါတယ်။ ကရနီပြည်မှာစစ်ကောမရှင်တပ်ရဲ့တိုက်ခိုက်မှုကြောင့်2025ခုနှစ်တနည်းထဲမှာပဲအရက်သား800ကျော်တည်ဆုံခဲ့ရပါတယ်။ကရနီပြည်တွင်စစ်ကောမရှင်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေရဲ့ထိခိုက်တည်ဆုံမှုဟာအဆမတန်မြင့်တက်လာတယ်လို့တိုတက်သောကရနီပြည်သူအင်အားစု PKPF ကထုတ်ပြန်လိုက်တဲ့စီးရင်စရားတွေအရသိရပါတယ်။ PKPF ရဲ့အော်တိုဘာလာ၃ရက်နေ့မှာထုတ်ပြန်တဲ့အချက်အလက်တွေအရ2025ခုနှစ်တနစ်ထဲမှာပဲစစ်ကောမရှင်ရဲ့တိုက်ခိုက်မှုကြောင့်အရက်သားပြည်သူပေါင်း123ယောက်သေဆုံးခဲ့ရပါတယ်။ဒါပြင်2025ခုနှစ်နိုဝင်ဘာလာ၄ရက်နေ့အထိစစ်ကောမရှင်ရဲ့လက်နက်ကြီးလက်နက်ငယ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူစုစုပေါင်း2096ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အထူးသဖြင့်စစ်တပ်ဟာဖုန်ကြီးကြောင်တွေလူနေအိမ်တွေနဲ့တာသနာအဆောက်အအုံတွေကို ပြစ်မှတ်ထားတိုက်ခိုက်တာဒရုန်းနဲ့ဗုံးကျဲဓာရီကြောင့်အရသာတိုက်စုံမှုဟာအရင်နှစ်တွေကထက်တိတိတတ်သားမြင့်တက်လာတာကိုတွေ့ရပါတယ် PKPF ကထုတ်ပြန်ထားတဲ့2023ခုနှစ်ကနေ2025ခုနှစ်အထိစုစုပေါင်းစည်ရင်အရာစစ်တပ်ကြောင့်တည်ဆုံသွားတဲ့အရက်သားစုစုပေါင်း1450ရောက်ရှိပါတယ်။ ဲ့ဒီထဲမှာအမျိုးသမီးနဲ့ကလေးတငယ်တွေလည်းအများအပြားပါဝင်နေပါတယ်ဒါပြင်ဖန်စီခံထားရသူ ပြန်ပေးဆွဲခံရသူ အသင်းအတ္တမဖန်စီခေါ်ဆောင်ခံရသူစုစုပေါင်း3236ယောက်ရှိပြီးပျောက်ဆုံးနေသူစုစုပေါင်း69ယောက်လည်းရှိနေပါသေးတယ် PKPF ကစစ်ကောင်မရှင်ရဲ့ဒီလိုလုပ်ရက်တွေဟာစစ်ရဇဝမှုမြောက်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပြီးဒီလိုရဇဝမှုတွေကိုရပ်တန့်ဖို့နိုင်ငံတကာအသားအဝန်းကတိတိယယောက်ဖြေရှင်းပေးဖို့လိုအပ်နေတယ်လို့တိုက်တွန်းပြောဆိုထားပါတယ်တော်လည်းဤကာလအတွင်းကြောင်းသားရဲဘော်အယောက်တထောက်ကျော်အသက်ဆုံးခဲ့တယ်လို့ ABSDF ကထုတ်ပြန်ပါတယ် နိုဝင်ဘာလ3ရက်မှာကြာရောက်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်သက်ဦး ABSDF ရဲ့39နှစ်ပြည့်မှာတပ်ဖွဲ့ဝင်ရဲဘော်ပေါင်းတထောင်ကျော်ဟာအာနာရှင်စနစ်ကိုတိုက်ဖျက်ရင်အသက်ပေးခဲ့ရတယ်လို့ ABSDF ကထုတ်ပြန်ပါတယ်ဒါပြင်ရဲဘော်900နီးပါးဟာလဲတိုက်ပွဲအတွင်းမှာ ကိုလဲအီကဆွန့်လွတ်ခဲ့ရတယ်လို့ဆိုပါတယ် ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲက ကြဆုံရဲဘော်တွေကိုအာဇာနည်သူရဲကောင်းတွေအဖြစ်ကပီချိုးဂုံပြူမှတ်တမ်းတင်ထားတယ်လို့ပြောပါရယ် ABSDF အနေနဲ့ຫນွေဦးတော်လည်ရေးကာလအတွင်း NUG PDF တွေနဲ့အတူစကိုင်းမကွေးမန္တလေးနဲ့ကချင်ပြည်အပါအဝင်နေရာအများအပြားမှာတိုက်ပွဲဝင်နေတာပါ Federal Democracy ပြည်ထောင်စုပေါ်ပေါက်တဲ့အထိအစိုးအဖက်တိုက်ပွဲကိုဆက်လက်ဆင်နွှဲသွားမယ်လို့အသိလင်းကတိပြုထားပါတယ်။ စစ်ကော်မရှင်နဲ့ဆက်ဆက်တဲ့အမှုပညာရှင်တွေရဲ့ဖျော်ဖြေပွဲနဲ့ရုပ်ရှင်လုပ်ငန်းတွေကိုပြည်သူတွေရဲ့ boycott တပိမ့်မောက်လှောက်ရှားမှုဟာထိရောက်အောင်မြင်နေပါတယ်နိုဝင်ဘာလ3ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့အဆိုတော်ရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချူတို့ရဲ့ဖျော်ဖြေပွဲကိုပြည်သူတွေကပြင်းထန်တဲ့ boycott ပြုလုပ်မှုကြောင့်ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းပွဲစီစဉ်သူကိုကောင်းပြည်လွင်ကလူမှုကွန်ရက်ကနေအသိပေးခဲ့ပါတယ်။ ဒါပြင်ထိုင်းနိုင်ငံမှာရုတ်တင်ပြသနေတဲ့စစ်ကွန်မရှင်ရဲ့ဆက်ဆက်သူတွေထုတ်လုပ်ထားတဲ့ပြောတဲ့ရုပ်ရှင်ကိုလည်းပြည်သူတွေကဘွိုက်ကော့လုပ်ခဲ့တာကြောင့်ရုပ်ရှင်ရုံတွေမှာကြည့်ရှုသူမရှိသလောက် နေခဲ့တယ်လို့ထိုင်းရောက်မြန်မာလောက်သာအရေးကူညီပေးသူတွေကအတည်ပြုပါတယ်ဒါပြင်အော်တိုဘာ30ရက်နေ့ကစတင်ရုပ်တင်ပြသတဲ့တရုတ်စာဝူမုံရွှေရဲ့နှဝင်တဲ့ရုပ်ရှင်ကိုလည်း boycott ပြုလုပ်ဖို့တော်လရင်အင်အားစုတွေဘက်ကတိုက်တွန်းနေပါတယ်။ ဟူမိုရွှေရဲ့ခင်ပွန်းဖြစ်သူဟာစစ်ကောင်းဆောင်ရဲ့တမီးနဲ့စီးပွားဖက်ဖြစ်ခဲ့သူဖြစ်တာကြောင့် white collar ဖို့တောင်းဆိုကြတာပါတော်လရင်အားစုတွေက white collar လောက်တာဟာအသိမွေးဆုံးနဲ့အပြင်းထန်ဆုံးအပြစ်ပေးမှုဖြစ်ပြီးရုပ်ရှင်ကြည့်တဲ့ငွေတကြက်တိုင်းဟာစစ်သက်အတွက်ကြီးစံတွေဖြစ်လာနိုင်တယ်လို့တတိပေးတိုက်တွန်းထားပါတယ် ဘွိုက်ကောလှူရှာမှုကြောင့်စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ဆက်နွယ်တဲ့ site တွေ online ဆယ်လီတွေဟာလည်းဖိအားပေးမှုတွေ online ကနေအပြစ်ပေးခံရမှုတွေဆက်တိုက်ကြုံနေရတာကိုတွေ့ရပါတယ်စစ်ကောင်မရှင်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲရဲ့ဒုတိယအပိုင်းကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအော်တိုဘာလ28ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့အဲ့ဒီဒုတိယပိုင်းမှာပါဝင်တဲ့မြို့နယ်ပေါင်း၁၀၀အထက်မှာလက်ရှိအခြေအထိတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့မြို့နယ်တွေပါဝင်နေတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်စီလီလာသူတွေရဲ့တုံသက်ချက်အရစစ်ကော်မရှင်တပ်ဟာလက်လုဆုပ်ရှုပ်ထားတဲ့ဒေသတွေကိုစစ်စင်ရင်တွေအချိန်မြင့်တင်ပြီးရွေးကောက်ပွဲကျင်းပနိုင်မဲ့မြို့နယ်အခြေအတွက်ကိုတုံးမြင့်ဖို့စူးစမ်းနေတာတွေ့ရပါတယ်။ ဒါပေမဲ့တော်လည်းရင်အင်အားစုတွေထိချုပ်ထားတဲ့ဒေသပေါင်း60ကျော်ဟာအရေးပေါ်အခြေအနေအောက်မှာပဲရှိနေပါသေးတယ်စစ်ကောင်မရှင်ကဒီရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးကျင်းပပေးသွားမှာဖြစ်ပါတယ်။အပိုင်းတစ်ကိုမြို့နယ်တရား2မြို့နယ်နဲ့ဒီဇင်ဘာလ28ရက်မှာကျင်းပဖို့သတ်မှတ်ထားပါတယ်။အပိုင်းဒီကိုတော့မြို့နယ်တရားနဲ့2026ဇန်နဝါရီလ17ရက်မှာကျင်းပမှာပါ။ အပိုင်းသုံးကိုဘယ်မျိုးနယ်တွေမှာကျင်းပမလဲဆိုတာကတော့လက်ရှိအခြေတည်ထုတ်ပြန်ခြင်းမရှိသေးပါဘူးရွေးကောက်ပွဲကော်မရှင်ရဲ့ပြောဆိုချက်အရအပိုင်းလိုက်ကျင်းပတဲ့ရွေးကောက်ပွဲတွေအားလုံးပြီးဆုံးမှပဲမဲရလက်တွေကိုတပြိုင်တည်းထုတ်ပြန်သွားမယ်လို့ဆိုထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အခုပြောမဲ့သတင်းနားထောင်ရင်လည်းဘယ်နိုင်ငံနဲ့တူတယ်လဲလို့ပြိတက်တွေစဉ်းစားမိမလားမသိပါဘူးတန်ဇန်းနီးယားနိုင်ငံမှာဗုဒ္ဓဟူးနေ့ကအထွေထွေရေကောက်ပွဲအပြီးသုံးရက်သာဆင့်ကျင်ဆန္ဒပြပွဲတွေအတွင်းမှာလူပေါင်းရာနဲ့ချီတိုက်စုံခဲ့ရတယ်လို့နိုင်ငံရဲ့အဓိကအတိုက်ခံပါတီကပြောပါရီတနိုင်ငံလုံးမှာအင်တာနက်တွေဖြတ်တောက်ထားတာကြောင့်လေလူဘလောက်တည်တယ်ဆိုတာကိုဂိမ်းကနေတွေအတီးပြူဖို့ခက်ခဲနေတယ်လို့ BBC ကပြောပါရီ အတိုက်ခံချက်တမာပါတီကတော့ AFP သတင်းဌာနကိုလှုပ်ချုပ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ကြလို့လူပေါင်း900လောက်တည်တယ်လို့ပြောပါတယ်စနပြပွဲတွေမှာအ திக ပါဝင်တာက လူငယ်တွေဖြစ်ပြီးရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးဆိုပြီးနိုင်ငံအနှံ့ကမြို့တွေမှာစနပြနေကြတာဖြစ်ပါတယ် ဆန္ဒပြသူတွေဟာအဓိကအတိုက်ခံခေါဆောင်တဲ့ရောက်တယောက်ကိုထောင်ထဲထည့်ထားပြီးတယောက်ကိုတော့လှုပ်ထုပ်လုပ်နည်းတွေနဲ့ပယ်ထားခဲ့တာကြောင့်ဒီမိုကရေစီနဲ့မကိုက်ညီဘူးလို့စွပ်စွဲကြပါတယ်ဒီလိုဆန္ဒပြပွဲတွေထိခိုက်သေးဆုံးမှုတွေကြားကပဲတမရဖြစ်တဲ့ဆာမီယာဆူလူဟူဟပ်ဇန်ကတန်ဇန်နီးယားတမရရွေးကောက်ပွဲ အောင်နိုင်သူအဖြစ်ကြေညာပါတယ်ရွေးကောက်ပွဲကော်မရှင်ကဆာမီယာဟာဆန္ဒမဲ98ရာခိုင်နှုန်းနဲ့တောင်ပြိုကမ်းပြိုအနိုင်ရသွားတယ်လို့ကြေညာခဲ့ပါတယ် ကဲနိုင်ငံတနိုင်ငံငယ်နဲ့တူတယ်လို့ထင်ရင်လည်းစိတ်ထဲမှာပဲမှတ်ထားလိုက်ပါနော်ဒေသတွေတည်တဲ့ပုတ်ကို ပြောပြပါဦးမယ်အာဖဂန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကအရာရှိတွေကအစ္စတန်ဘူတွိဆုံမှုမှာ အပြည့်ခက်ရက်စဲရေးကိုဆက်လက်ထိသိမ်းပြီးတွိဆုံဆွေးနွေးသွားကြဖို့သဘောတူခဲ့ပါတယ်။ ငါရဲ့ကြာဆွေးနွေးလိုက်ရက်သွားလိုက်နဲ့ဖြစ်နေခဲ့တဲ့အစီအဝေးမှာတောက်ကြနေမှာတော့နှစ်ဖက်ဆက်လက်ဆွေးနွေးဖို့သဘောတူလိုက်ကြတယ်လို့စစ်ဆက်ပေးတဲ့တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုနိုဝင်ဘာ6ရက်မှာပြန်လည်ကျင်းပသွားမယ်လို့လည်းကြေညာထားပါတယ်။ရဲတဲ့တဲ့တပတ်ကြောကြအောင်နေဆက်ကိုဖျက်ကြောပြိခတ်တိုက်ခိုက်မှုတွေအပြီးမှာအပြစ်ခက်ရက်စဲပြီးသွေးဆုပ်ဆွေးနွေးရေးတွေစတင်ခဲ့တာဖြစ်ပါတယ် ပြစ်ခတ်တိုက်ခိုက်မှုတွေကအာဖဂန်နစ္စတန်နယ်မြေထဲမှာဖြစ်ခဲ့တာဖြစ်ပြီး အရက်သားတွေအပါအဝင်နှစ်ဖက်စလုံးတေကြီထိခိုက်မှုတွေရှိခဲ့ပါတယ်။ ီနယ်စပ်မှာဖြစ်နေတဲ့အဓိကပြဿနာကတော့အာဖဂန်နစ္စတန်မှာတာလီဘန်တွေအာဏာရလာပြီးနောက်ပိုင်းပါကစ္စတန်တာလီဘန်တွေဟာအာဖဂန်ကို အခြေပြုပြီးပါကစ္စတန်ကိုတိုက်ခိုက်နေတယ်လို့ပါကစ္စတန်ကစွပ်စွဲပါတယ်။ပါကစ္စတန်ကလည်းပါကစ္စတန်တာလီဘန်တွေကိုနှိမ်နင်းရမှာအာဖဂန်နစ္စတန်နိုင်ငံပိုင်တဲ့အထက်ကိုကျူးကျော်ဝင်ရောက်တယ်လို့အာဖဂန်ဘက်ကစွပ်စွဲပါတယ်။အော်ဒူဗာလတ်ကုတ်ပိုင်းမှာတော့နေဆက်ဖြက်ပြီးအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ြည်သိနိုင်ငံတရားရုံးတစ်ခုကကြောင်တကောက်ကိုအိနီးချင်းရဲ့ပန်းချံထဲပိုင်တဲ့ကျူးလွန်မှုအပါအဝင်ပြည်မှုတွေကျူးလွန်တယ်လို့ဆုံးဖြတ်ပြီးကြောက်ပိုက်ရှင်ကိုယူရို1250ဒဏ်ရိုက်ခဲ့ပါတယ်ရမ်မီဆိုတဲ့ကြောက်ကလေးရဲ့ပိုင်ရှင်ကဒိုမနီဗယ်ဒီဖြစ်ပါတယ်ကြောက်ကလေးရဲ့ခြေရာလေးတွေဟာပန်းချံနယ်ရံမှာကြံ့ရင်ခဲမှုဟာရဇဝမှုတွေထဲကတစ်ခုဖြစ်တယ်လို့တရားရုံးကဆုံးဖြတ်ပါတယ် ပြင်သစ်နိုင်ငံအက္ကဒဲမီကရမ်မီဆိုတဲ့ကြောင်တီလေးကအဝတ်အခင်းပေါ်မှာစီးသွားတာဥယျာဉ်ထဲမစင်ဆို့တာနဲ့နေရအစ်စ်လှုပ်ထားတဲ့ဆေးပေါ်မှာခြေရာတွေထင်ကျန်စေခဲ့တာကြောင့်အိမ်နီးချင်းရဲ့ပိုင်ဆိုင်မှုတွေကိုပြက်စီးစေတယ်လို့တရားရုံးကတွေးရှိခဲ့တာဖြစ်ပါတယ်။ကြောင်တီလေးရမ်မီရဲ့တခင်ကိုတရားရုံးကပြက်စီးမှုတွေအတွက်ယူရို450နဲ့တရားရုံးကုန်ကျစရိတ်တွေအတွက်ယူရို100ကျခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကြောင်ထီးလေးကခြံဝင်းထက်ကိုတခါကြော်တိုင်းကြော်တိုင်းအပြည့်တန်အဖြစ်ယူရို30ပေးရမယ်လို့လည်းအမိတ်ထဲမှာပါရှိပါတယ်အပြည့်နဲ့ချပြီးနောက်ကြောက်ကလေးရမီကိုသူ့တခင်ကခြံဝန်းထဲမှာပေးမစော်ရတဲ့အတွက်ကြောက်ကလေးဟာစိတ်တူစိတ်ဆက်လာပြီးအစားအစာလည်းပိုစားလာတယ်လို့ဆိုပါတယ်။အိမ်မှာမွေးထားတဲ့ခွေးကိုလည်းရန်လုံလာတတ်တယ်လို့ဆိုပါတယ်။ပြင်သစ်နိုင်ငံကတရိတ်ဆန်ကာကွယ်ရေးအဖွဲ့ချုပ်ကတော့ဒီလိုအမိတ်ချမှတ်မှုဟာဖြတ်ထုတ်တစ်ခု ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။